အားလုံးပဲမင်္ဂလာပါဒီနေ့တရားဒီမဲ့တင်ရတာကတော့အခန်း3လေ့ကျင့်ခန်းသရမ30ကနံပါတ်6ရဲ့ဂါကြီးငါနှစ်ဆောင်ဖြစ်ပါတယ်အဲ့ဒီမှာဂါကြီးမှာဆိုလို့ရှိရင်ဒီတော့ 2x2 3x-2 ကိုဒီတော့ 2x-1 နဲ့စားပြရမှာဖြစ်ပါတယ်နော်ဒီလိုစားပြတဲ့အခါမှာ 2x2 3x-2 မှာဆိုရင်ဒီတော့ရှေ့တုန်းကဂိမ်းကြီးတဲ့အခါမှာနော်ဒီဂိမ်းမှာကျတော့ 2x2 ဖြစ်ပါတယ် တကယ်မှာက28ဖြစ်ပါတယ်ပေါ့နော်။သတင်း 2x square ပြရအောင်လို့ဒီတော့28ကို x နဲ့မြောက်ပေးရတယ်။သတင်း 2x နဲ့ x နဲ့မြောက်တဲ့အခါမှာ 2x square ရပြီးတော့ x နဲ့ -1 နဲ့မြောက်တဲ့အခါမှာ -18 ပေါ့နော်။အမှကျတော့1ကိုတော့မထည့်ပါဘူး။သတင်းအောက်ကလက္ခဏာတွေကြောက်ပါမယ်နော်။အနုကအပေါင်းကအနုဖြစ်ပြီးတော့အနုကအပေါင်းဖြစ်ပါမယ်နော်။သတင်း 2x square နဲ့ -2x square နဲ့ကခြေသွားမယ်။ဒါက +3h နဲ့ +1h နဲ့ဆိုတော့ဆိုတော့4ရပါတယ်။နောက်က4ကျန်တဲ့ -2 ကိုဆွဲချပါမယ်နော်။ ။အရင်2840ဆိုတော့ဒီလိုဒီကိန်းရဲ့ရှိမှာ4ရှိပါတယ်။ဒီကစားကိန်းရဲ့ရှိတော့မှာ2ရှိတယ်။ကျေလို့လိုချင်တာ4ရှိတဲ့တော့ကျေလို့ဗာနဲ့မြောက်ရရဆိုရင်2နဲ့မြောက်ရရမှာနော်။အရင်း +2 ပေါ့။ +2 နဲ့2နဲ့မြောက်တဲ့ခါမှာ +4 ဖြစ်ပြီးတော့ +2 နဲ့ -1 နဲ့မြောက်တဲ့ခါမှာ -2 ရပါတယ်။အဲဒီကျေလို့အကလက္ခဏာရပြမယ်။အပေါင်းအနုပ်ဖြစ်မယ်။အနုပ်ကအပေါင်းဖြစ်မှာနော်။အဲ့ဒီ plus 4a နဲ့ minus 4a နဲ့ကြည့်မယ် minus 2နဲ့အဲ plus 2နဲ့ကြည့်မယ်အဲ့ဒီအဖြေကဒီလိုပဲရပါတယ် ဒါလို့ရှိရင်စားလက်က8 plus 2ပြီးပြီးတော့အကျဉ်းက0ပါအတင်းသူအပေါ်ကနံပါတ်6မှာဟုတ်ပါဂိမ်းနန်းတို့ကိုရှင်းပြီးတော့တိဂိမ်းပိုင်းစားဂိမ်းအတွဲတူစားလက် plus အကျဉ်းပိုင်းစားဂိမ်းပုံစံနဲ့ပြလို့မရဘူးလို့သူကအကျဉ်းက0ဖြစ်တဲ့အတွက်ဆိုဘာရင်းများဆိုရင်တိဂိမ်းပိုင်းစားဂိမ်းက 2a² 3a- 2a ပိုင်း 2a- ဝင်ဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ကစားလက်ပဲထည့်လို့ရမယ်အကျဉ်းစားလက်က8 plus 2ပေါ့နော်အကျဉ်းကိုစားခြင်းနဲ့စားရတယ်တော့အကျဉ်းက0စားခြင်းက 2a minus 1အဲ့ဒါရင်ကျတော့ဝ0ပဲရမှာဖြစ်တယ်ပဲထည့်ပြီးတော့မြည်ရပါအောင်ဂါကြီးပြီးတော့ပြန်ငါပါနော်ငါက 2b 2b to the power 4 minus 10b square plus 30b minus 60အဲ့ဒါကို b plus 4နဲ့ကျတော့စားပြီးရမှာဖြစ်ပါတယ်အဲ့လိုစားတဲ့အခါမှာကျတော့အပေါ်ကတီးကိန်းပါဆိုလို့ရှိရင်၄တက်ပြီးတော့၃တက်လာအောင်နှစ်ထက်လာနေရဲဒါကြောင့်ကျတော့ဂျာထဲမှာနော်အစားထိုးပြီးတော့ထည့်ပြရပါမယ် group 2b to the power 4 plus နော် 0b 2 minus 10b square flat 30b minus 60ရပါတယ်အဲ့ဒါဝင်ဆိုတော့ဒီမှာပေါ့နော်အဲရှေ့တုန်းက d လေးမှာဆိုရင် 2b 2တက်ပါပါ4ရှိပါတယ်ဟိုရှေ့မှာကဒီစားလေးမှာ b တလုံးပဲရှိတယ်ဒါမှမဟုတ်ကျတော့ဘာတော့ 2b 2နဲ့ကျွာစားပေးရမယ်နော် 2b 2နဲ့မြောက်ပေးရမယ် 2b 2နဲ့ b နဲ့မြောက်တဲ့အခါမှာ 2b 2တက်ပါပါ4ရပြီးတော့ 2b 2နဲ့4နဲ့ပြတဲ့အခါမှာ 8b 2ရပါတယ်ဒီနေရာမှာလက္ခဏာကြီးကိုကြောင်းမယ်နော် plus d ဆိုတော့ minus d ဖြစ်သွားမယ် ဒါဆိုရင် +2b to the power of ကိုနဲ့ -2b to the power of နဲ့ကကြည်သွားမယ်။ 0b to နဲ့ -8b to ကြာဆိုတော့နော် -8b to ကျန်တဲ့အပေါ်ကနေ -10b square ကိုဆွဲချတယ်။ဟုတ်နော်။ဒါပြင်ကျ -8b to လိုချင်တာဖြစ်တဲ့အတွက်ကျောင်းဘာနဲ့ညောင်းလဲဆိုရင် -8b square နဲ့ညောက်ပါမယ်ဟုတ်ကဲ့အဲ -8b square နဲ့ b နဲ့ညောက်မှာကျော -8b 2ရပြီးတော့เนาะ -8b square နဲ့4နဲ့ညောက်တဲ့ခါမှာ -32b ဆွဲရပါတယ်ဒါတင်အခုလက္ခဏာတွေပြောမှမယ်လက္ခဏာတွေကအပေါင်းအနှုတ်တွေကအပေါင်းနေဖြစ်မယ်ပေါ့နော်ပြောင်းတဲ့ခါမှာ minus 8 b2 နဲ့ plus 8 b2 နဲ့ကြေွားမယ်ဒါမှ minus 10 b2 နဲ့ plus 32 b2 ကြောင့်လက္ခဏာဘလူးကနှုတ်လိမ့်မယ်ပေါ့နော်အဲ့ဒါကြီးကျတော့ minus 10 b2 နဲ့ plus 32 b2 ကြောင့်လက္ခဏာဘလူးကနှုတ်ပေးရပါတယ်၃၀နှစ်တည်းက၁၀ကိုနှုတ်တော့၂၀နှစ်ကျတယ်ပေါ့နော်သူအပေါင်းအများအတွက်အပေါင်းမှာအဲ့တော့22 b2 plus 30 b2 ပါတယ်အဲ့ဒါ 22 rupees square နဲ့ဆိုပြီးနဲ့ဝင်တဲ့ခါမှာအဲဘီကိုဘာနဲ့မြောက်လဲဆိုရင်22 rupees နဲ့မြောက်မှရပါမှာနော်အဲဒီ22 rupees နဲ့မြောက်မယ်22 rupees နဲ့ဘီနဲ့မြောက်တဲ့ခါမှာ22 rupees square ရပါတယ်22 rupees နဲ့4နဲ့မြောက်တဲ့ခါမှာကျတော့ 88b ရပါတယ်ခနော်ဒါဆိုရင်ဒီအောက်ကလက္ခဏာကြီးပြောင်းပါအောင်အဲဒီ +22 rupees square နဲ့ minus 22 rupees square နဲ့ကြည်ပါတယ်အဲပလတ်30ပြနဲ့ minus 88ပြကြတော့ကျွန်တော်လက္ခဏာပြရနှုတ်မယ်88ရက်30ရက်နှုတ်တော့58ကျင်းမယ်အနောက်ကများတဲ့ minus 58ပြ နော်ဘူဟုပေါ်ဆုံးမှာကျန်ခဲ့တဲ့ -60 ကိုဒီလိုပြန်ပြီးတော့ဆဲချတယ်နော်အောက်ကိုအခုဒီနဲ့ -858 ဒီဆိုတော့ကျွန်တော်တူအောင်လို့ -58 နဲ့ကျွန်တော်မြောက်ပေးရတယ်ဒီ -58 နဲ့ b နဲ့ရတဲ့ကမှာ -58b ရပြီးတော့ -58 နဲ့4နဲ့ညတဲ့ကမှာ -2 နော်232ရပါတယ်အဲ232ရပြီးတော့เนาะအဲ့မှာကျတော့ခဏကြီးเนาะပြောင်းလိုက်မယ်တန်းတဲ့ကမှာ -858b နဲ့ +58b နဲ့ကခြေသွားမယ် ့ minus 16နဲ့ plus 2 and 32ကတော့ဗာလဲဆိုရင်လက္ခဏာပြုလို့နှုတ်မယ်နော်2 232တွေက60ကိုနှုတ်တဲ့အခါမှာဒီတို့ကတော့172ရပါတယ်။အပေါင်းအများအတွက်အပေါင်းပေါ့နော်။ဒါကြောင့်ဒီတို့ကစားလက်ကကျတော့ 2b ကျူး -8b2 ပလက် 22b -58 ဖြစ်ပြီးတော့အကျဉ်းရကျတော့172ဖြစ်ပါတယ်။အဲ့တော့ဒီတို့ကနံပါတ်6မှာပေးထားတဲ့အတိုင်းပဲ tk နဲ့စားလက်ဝင်ဆုံးရေးပါမယ်။ tk က 2b 2 power 4 -10b2 ပလက် 32b -60 ဖြစ်ပြီးတော့ ဆားခင်ရ B+4 ဖြစ်ပါတယ်။ဒါပြင်ဒီဆားလက်ပေါ့နော်။ဆားလက်ကကြတော့ 2B2 8B2 22B 58အဲ့တော့မှကျတော့အကျဉ်းဆားရင်းပုံရဲမယ်။အကျဉ်းရကြတော့172ကြည့်ပြီးတော့ဆားခင်ရကြတော့ B+4 ဖြစ်ပါတယ်။ဒီပြတဲ့အတိုင်းပဲကျတော့အဲ့ဒီပုံစံနဲ့ပြင်ရတာဖြစ်ပါတယ်နော်။ဒါတော့ကျတော့နောက်ထပ်နံပါတ်ဆားလုံးကိုသွားပါမယ်။နံပါတ်ဆားလုံးမှာကျတော့61 to the power 4 51 to the power 2 4y 4အဲ့မှာကျတော့ဘာကြံလဲဆိုရင်နှစ်ထပ်ကြံတာဖြစ်တယ်လေနှစ်ထပ်ကိုစားထုတ်လိုက်မယ်။ စားခင်းရကြတော့2 square plus y minus 1ဖြစ်ပါတယ်။ဒါဆိုရင်ရှင်းဆုံးဂိမ်းကိုကြည့်တဲ့အခါမှာဒီဂိမ်းမှာက6 y to the power 4နဲ့စားခင်းမှာဒါ2 y square ရရတယ်နော်။2 y square ရှိရတယ်။ဒါဆိုရင်တို့ကနော်1ကို6ပြင်အောင်လို့ဆိုတော့ဗာနဲ့မြောက်လို့ဆိုတော့3နဲ့မြောက်မယ်။ y လေး y နှစ်ထပ်ကို y လေးနဲ့ပြင်အောင် y နှစ်ထပ်နဲ့မြောက်လို့ဒါကြောင့်မို့ဆိုတော့3 y square ပါ။ 2y square နဲ့ 2y square နဲ့ကိုမျှတဲ့အခါမှာ 6y to the power 4ရပြီးတော့ 2y square နဲ့ y နဲ့မျှတဲ့အခါမှာ 3y ကျူးရပါတယ် v y square နဲ့ -1 နဲ့ပြတဲ့အခါမှာ -3y square ရတယ်နော်။အရင်အောက်ကနော်ဟိုဟာလေလက္ခဏာကြီးပြောင်းမယ်။ပြောင်းတဲ့အခါမှာ -6y တိတဲ့ပါ4နဲ့ +6y တိတဲ့ပါ4ကိုကြည့်ရမယ်။ +5y ကျူးနဲ့ -3y ကျူးကလက္ခဏာမတူတော့နှုတ်တဲ့အခါမှာဟို 2y ကျူးရတယ်။အပေါင်းအများပြဲအပေါင်း 2y ကျူး။ဒါက +0y square နဲ့ +3y square ကျတော့ဒီလို +3y square ရပါတယ်။အရင် 2y + 3y square +အပေါ်က 4y ကိုဆွဲချလိုက်မယ်နော်။ ကယ်2 y square နဲ့2 y ကြီးဆိုကျွန်တော် y နဲ့ပဲမျှော်လင့်ရပါပြီ။အကြောင်းကို y နဲ့2 y square နဲ့ကြတဲ့အခါမှာ2 y ကြီးရတယ်။ y နဲ့ y နဲ့ကြတဲ့အခါမှာ y square ရပြီးတော့ y နဲ့ -1 နဲ့ကြတဲ့အခါမှာ -1 ရပါလေ။ဒါဆိုအောက်ကလက္ခဏာရေးကြောင်းမယ်။ကြောင်းပြီးတဲ့အခါမှာ -2 y ကျူနဲ့ +2 y ကျူနဲ့ကြည့်မယ်။လက်3 y square နဲ့ -y square ဆိုတော့ကျွားက2 y square ရမယ်အပေါင်းအများပြဲအပေါင်း2 y square လက်4 y နဲ့ black y နဲ့ဆိုရင် black 5 y ရမယ်အခုခုပေါ်ဆုံးကကျန်တဲ့ -4 ကိုဆိုဆွဲချလိုက်မှာနော်ဒါကြတော့ရှင်ရင်ကျွား 2i square 2i square ဆိုတာဆိုရနိုင်ပြီဆိုတာဗျာ1နဲ့ပဲညှလိုက်ပြရမယ်เนาะ1နဲ့ 2i square y minus 1နဲ့ညှတဲ့အခါမှာအဲ့ဒီတိုင်းပဲပြန်ရပါတယ်အဲ့ဒါရင်းလက္ခဏာကြီးကိုပြောင်းမယ်အဲ့ဒါလို့ရှိရင်ဒီလိုကနော် my plus 2y square နဲ့ minus 2y square နဲ့ရာခြေသွားမယ် plus 5y နဲ့ plus minus 1 y နဲ့ဆိုရင် plus 4y ရမယ် minus 4နဲ့ plus 1နဲ့ကျတော့ minus 3ရမယ်နော်အခုရေးချင်းဒီလိုကနော်ဆက်လက်ကကျတော့ 3y² 1 + 1 + 1ရပြီးတော့အကျဉ်းရကျတော့ 4y - 3ရပါတယ်။အဲ့ဒါကိုကျတော့အပေါ်ကဂိမ်းနောက်ကိုစီတဲ့အခါမှာဒီဂိမ်းကိုစားလိုက်နဲ့စားမယ်။နော်။အပေါ်ကဒီမျိုးကိုပြန်ရေးလိုက်ရပါတယ်။နောက်ကစားလက်ကကျတော့ 3y² 1 + 1 + 1ဖြစ်ပြီးတော့အကျဉ်းရကျတော့ 4y - 3ကိုကျတော့စားလိုက်ဖြစ်တဲ့ 2y² 1 - 1ကျတော့ကျွန်တော်ကပြောရဲဆိုရင်စားပေးရတယ်ပေါ့နော်။အဲ့ဒီပုံစံတိုင်းပဲလုပ်ပြရပါတယ်။ဒါကြတော့ရှိရင်ကျတော့ဒီမြန်3 by အဲ3.30ကနံပါတ်6ကခန်းငယ် အဲဂါကြီးငါးစာလုံးတော့ပြီးပါပါပြီ။သုံးမိစီပဲတော့အားလုံးကိုကျေးဇူးတင်ပါတယ်။